မင်္ဂလာပါပရိသတ်ကြီးတို့ရေဒီနေ့မှာတော့ AP ရဲ့ပွဲစဉ်လေးရဲ့ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့စင်ပြန်ကြီးနဲ့ဂေကြီးတို့ရဲ့ပွဲချိုသုံးသက်ချက် review လေးကိုတင်ဆက်ပေးသွားကြမှာ။ဒီနေ့သိတွေ့ဆုံရင်တွေ့ရသိကြတာမဆိုင်တတ်ကြပဲ။ဘောလုံးပွဲနဲ့လက်ဝဲပွဲအမှတ်မှားရလောက်အောင်ထီလေပြိုင်ဆိုင်မှုကအတော်လေးပြင်းထန်ပါတယ်။နှစ်ဖူးတောက်ချီခြေဆန်းပွဲတို့ကစင်ပြန်ကြီးတို့ဂေကြီးကိုတပွဲနဲ့နှစ်ခါရှုံးထားတာမင်းနေလာအောင်မထင်ပါဘူး။ဒါကြောင့်ဒီပွဲကိုစင်ပြန်ကြီးတို့တေးချအယုံဆိုင်ကစားလာမှအသေးချပဲဖြစ်ပါတယ်။လက်ရှိချိန်မှာစင်ပြန်ကြီးတို့ကဒီယာတီကိုအကောင်းဆုံးစတင်ထားနိုင်ပြီး နိုင်ပွဲတွေပေါပေါနဲ့နဲ့ရယူထားပါတယ်။ဒါပေမဲ့တချို့တချို့တော့အသင်းဖန်တွေကတော့အသင်းကြီးတွေနဲ့မတွေ့သေးလို့ပါကွာဆိုပြီးဝေဖန်လေးကန်နေလောက်မှာပါ။ပြည်သူများအားလုံးမင်္ဂလာပါဗျမြန်မာချင်းစစ်စစ်မှလောင်းနေတဲ့ဆိုတဲ့ညီကိုများအတွက်မြန်မာနိုင်ငံရဲ့နံပါတ်1ဘောလုံးအပ်ဘက်ထရီစစ်ဖိုက်တဲ့ဘိတ်ဆက်ပေးကြပါရစေ။ 9000တွင်းအုံနဲ့2500မြစ်တာလက်ဆောင်ရမယ်ပြင်တယူနစ်တစ်ချက်လုံးနဲ့ဘော်ဒီမောင်းဘိုးပေါင်းတို့ကိုစိတ်ကြိုက်စောက်စားနိုင်ပါပြီ။ဒါပြင်တကယ်ချင်းမိတ်ဆက်ဘောနက်ဆဲရှိတာမလို့စိတ်ဝင်စားလို့စောက်စားနေတယ်ဆိုရင်တော့ Viber နဲ့ Telegram နံပါတ်39999993ကိုခုပဲဆက်သွယ်လိုက်ပါကေဂျီရိုအသင်းကတော့ရာသီအစမှာတိုင်ပက်လိရှိတဲ့အစင်လာကိုဒီရာသီမှာလည်းစက်ထင်းထားနေသေးပါပဲ။အဝေးကွင်းရောက်ပြီဆိုတာနဲ့ကိုတကူရှာဖို့ကျွဲလို့နွားလို့အသေးအံရုံးနေရပြီ ။ရှေ့ပွဲစဉ်မှာလေချက်ဖကြီးကိုခွန်စည်းမဟုတ်တဲ့တူးစည်းနဲ့အရှုံးပေးထားရပါတယ်။ကိုရဲတတိုက်ကသူထူးဆန်တို့ပုံမှန်အနေထားခြေစွမ်းရှိပေမဲ့ရှီရန်ကနေရာယူထားတဲ့ဒေါက်တာကြီးကလည်းမနစ်ကခြေစွမ်းကိုပြန်ရှာမတွေ့သေးသလိုညာတောင်မန်ကအန်တိုနီကလည်းတိုင်တိကိုအမှန်နဲ့တိုင်နေပဲလိုက်ကန်ထားပါတယ်။ဒါပေမဲ့ကေကြီးတို့ခြေစွမ်းကြာစင်းနေကြမှာတော့စင်ပြန်ကြီးနဲ့တွေ့ရင်တော့သူတပြန်ကိုတလက်တီးနိုင်စွမ်းရှိနေသေးတာကတော့အမှန်ပဲဖြစ်ပါတယ်။စင်ပြန်ကြီးနဲ့ကေကြီးတို့တွေ့ဆုံမှုမှာဘယ်အသိကူအောင်မလဲဆိုတာကတော့လာမယ့်စက်တင်ဘာလ3ရက်နေ့ည10:00နာရီမှာစောင့်ကြည့်တော့ရမှာပဲဖြစ်ပါတယ်ရှင်။